ဆိုင်ရကြတော့ညီမကတော့တက်တန်းကတော့28နှစ်လောက်တော့ရှိပြီညီမကဟိုအသက်တများရှိပြီပေါ့မတော်ဒီဟိုငဖေးမှာဆိုရင်ငဖေးကိုငဖေးငါ့ကိုမသုံးမကုန်းချက်ပဲသုံးတာပြီးတော့ဒီဟင်းရယ်ဆိုရင်လည်းဟိုကငရွှေကိုပဲသုံးတယ်မရွှေကိုပဲသုံးတယ်မရွှေမရရင်ညီမကဆိုင်ရောပိတ်ထားရတယ်အဲ့လိုမျိုးငါ့ကိုအယောမသုံးအယောမသုံးဒီငါးရာမှာဖြစ်မယ်ဟိုကအဲ့လိုမျိုးအထူးဆိုရင်ဟိုက ကလေးမွေးပြီးတဲ့ဟိုဟာကလေးမွေးပြီးတဲ့ကိုယ်ဝန်ဆောင်အဲအဲ့လိုမျိုးကလေးမွေးပြီးတဲ့ကလေးမင်းခင်တွေပါစားလို့ရတယ်စစ်တွေကိုလွမ်းလို့အဲစားပြီးစားလိုက်တယ်စားလိုက်ပြီးဟေးစစ်တွေရောက်သွားတယ်လို့ပဲအဲ့လိုမျိုးပြောကြတယ်စစ်တွေရကြတော့လေအာဒီမုန်းတွေကိုစားမှာဟာမောလေးမုန်းတွေကိုစားလိုက်မှာဟာ ငါမူလီစားရတယ်လို့ပဲမူလီအစစ်စားရတယ်လို့ပဲအဲ့လိုမျိုးပေါ့အားရညီမတို့ပီတီပေါ့ဒါတွေကြာရင်ပတ်ဆိုင်ရောက်มาတော့အားနာတယ်သူအဲ့လိုပြောလိုက်တော့လေအဲ့လိုမျိုး အော်ဒီဆိုင်ကကြတော့ညီမကတော့တက်တန်းကတော့28နှစ်လောက်တော့ရှိပြီ။အော်ညီမငွေလေးကဒီညီမအဲတုန်းကကြတော့ညီမငွေကလေးပဲရှိတယ်အကြောင်းတက်တော့ဆိုတော့လေအမေကဒီဆိုင်တေးသေးလေးနားလေရောင်းတာဆိုတော့လေညီမတက်ညီမဟို သက်တမျှရှိပြီပေါ့ဟုတ်ဟုတ်ဟုတ်29နှစ်လောက်တော့ရှိပြီပေါ့နော်စစ်တင်မျိုးမောလိပ်ရက်ကဆိုပြီးတော့ရှိရင်မောလိပ်မှာရောင်းတော့ customer တွေကတကယ်ဖြစ်နေမောလိပ်မှုဒီမောလိပ်မှုခေါ်လာကြတော့အဲအကြမှာဆိုင်ကနည်းနည်းနည်းကြီးလာတာပေါ့နော်အဲလိုမျိုးမြင်မငွေလေးရဆိုတော့နည်းနည်းအဲကြီးကြီးကြီးဖွင့်တယ်ဆိုင်ကြီးဖွင့်နိုင်လာတယ်အဲအကြမှာမောလိပ်မှုဆိုတော့ပေးရ customer တွေကအခုရှိကြီးမောလိပ်မှုမျိုးအိုအတေးကြာဆိုတော့လေသူကတစ္ဆာရှိရမိုးလိမ်မှုနေဆိုမစားဘူးအဲ့လိုမျိုးနေရှိရောပါလား ကျေးဇူးတင်ပါတယ်အများကြီးအဲ့လိုမျိုးရှိတော့ဟောဟောဟောအမှန်တကယ်ပြောရရင်ကရိုးရိုးရောင်းရင် မကြိုက်ဘူးလမ်းမေးဆိုင်ပုံစံမျိုးဒီမှာရိုးရိုး1500ဆိုတော့အရင်ကဆိုရင်တော့ကြိုက်တယ်ဟိုကကျတော့ဈေးကတအားမြောက်လာတော့နှစ်ဆအရင်ကတည်းကနှစ်ဆပို့တော့ဝေရတာရှိတယ်ဘာမှ short သွားတာမရှိဘူးဒီတိုင်းပဲဒီမှာတော့ quality ပေါ့အရင်မောလိုက်မှုနီဆိုတဲ့နာမည်လေးကိုရအောင်ဆိုပြီးတော့ကိုယ်နဲ့မကြိုက်ပေမဲ့လည်းဈေးကမကြိုက်ပေမဲ့လည်းဒီမှာတော့ကဒီ quality လို့ထိမ့်သိမ်းတဲ့အနေနဲ့ customer တွေလေးဟိုဟာစားလို့အဆင်ပြေအောင်ပေါ့နော်အဲ့လိုမျိုးလေးထည့်ပေးထားရပေါ့နော် ကတော့ရှင်ရည်လို့တော့ထင်တယ်ညီမဟောကအကြသူများနဲ့မတူဘူးပေါ့နော်အအတိအကငါဟောတနေကိုအချိန်ပေးရတာဆိုတော့လေငါ့ကိုသူကအကတူးသွားလို့လည်းမဖြစ်ဘူးမင်းအင်းလေးလေးနဲ့ဒေရှာလည်းအယိုးတစ်ချောင်းမှမပါရအောင်ငင်းရတယ်အဲပြီးတော့ပြုတ်ပြီးတော့မှသူကခင်ရတယ်ချွတ်ကြမတူကွဲသွားကြသူကဘယ်လိုထဲဥပမာကတော့ဟိုအာဘူးပြက်လားအဲဟာလေးတွေထဲအမပြောတယ်ဘုညမကကြတော့အဲ့လိုမျိုးအနမ်းပါကြီးထည့်ရတာမကြိုက်ဘူး မောင်ကိုယ်တိုင်ကလည်းအစားအသောက်အကောင်းကျုပ်တဲ့ကြီးဖြစ်တဲ့အတွက်ဒီဟင်းရှုံမှုကိုကြတော့အများကြီးမသုံးထားဘူးနည်းနည်းပဲသုံးထားတယ်။နေတိုင်းစားနိုင်တယ်။နေတိုင်းစားရဘာမှမဖြစ်ဘူး။သွေးတွေးရင်လည်းစားလို့ရတယ်။ဒီမှာကဒီဟိုငဖေးမှဆိုရင်ငဖေးကိုငဖေးငါးကိုမသုံးမကွန်းချက်ပဲသုံး။ပြီးတော့ဒီဟင်းရည်ဆိုရင်လည်းဟိုအငရွှေကိုပဲသုံးတယ်။မရွှေကိုပဲသုံးတယ်။မရွှေမရရင်ဒီမှာကဆိုင်ရောပိတ်ထားရတယ်အဲ့လိုမျိုး။ငါးကိုအရောမသုံးဘူး။အရောမသုံးဘူး။ဒီငါးရမှဖြစ်မယ်။ဟိုကအဲ့လိုမျိုး။အဲ့သူဆိုရင်ဟိုက ကလေးမွေးပြီးတဲ့ဟိုကလေးမွေးပြီးတဲ့ကိုဝင်ဆောင်အဲ့အဲ့လိုမျိုးကလေးမွေးပြီးတဲ့ကလေးမင်းခင်တွေပါစားလို့ရတယ်။ကိုကမွေးပြီးပြီဆိုရင်ရှက်ရှင်းစားလို့ရရင်မဝင်ဘူးအဲ့လိုမျိုး။သူကစိတ်ချရတယ်အဲ့လိုမျိုးအယိုးမပါဟိုကငားတယ်အယိုးအယိုးအဲ့လိုမျိုးပစွန်လေးနဲ့အဲ့လိုမျိုးရှက်ဘူးဆိုတော့လေကျွန်တော်ကဒီငားမရရင်ဒီမှာကပိတ်လိုက်တယ်ဆိုင်တယ်အဲ့လိုမျိုးပိတ်ထားတယ်။ Okay တော့ရပါပြီ။ လက်ရှိကကြောင်းဟိုအမြဲ24နာရီအဲ့လိုမျိုးစိုက်ခွေခြင်းအချိန်ဒါညက်9နာရီညက်9နာရီရောင်းပေးတယ်ဒါပေမဲ့ तू ကကြောင်းအခုချက်ချင်းစားရတာဆိုအခုချက်ချင်းချက်စားရတာဆိုကြာသွားရင်မကောင်းဘူးအဲ့ဒါကြတော့လူများနိုင်ရင်တော့မနိုင်တော့ဘူးအဲ့တော့အချိန်တက်နေတာညနေ4နာရီဆိုရင် तू ကဟိုလူကအဲ့လိုမျိုးပြတ်သွားရင်လည်းမရဘူး तू ကတဝိုင်းတဝိုင်းအဲ့လိုလာရင်လည်းမရဘူးလူများတဲ့အချိန်ပြေးလိုက်မှ तू ကချက်ချင်းစားရမှာအဲ့လို သူကနင်းလို့ကြာသွားတယ်ပြတ်သွားတယ်မကောင်းတော့ဘူးအဲ့လိုမျိုးအရင်ကဆိုစားရတာပေါ့အတုတ်တင်ရကြတော့နေလိုက်ရင်ပုံပိုင်းတော့ဖြစ်သွားတယ်မကောင်းတော့ဘူးအဲ့လိုမျိုးရှိဟုတ်ဟုတ်ကျန်မပွင့်ရတယ်ညီမကတနေ့တော့ပြတော်မယ်ဟာပါလေ6လ9လအဲ့လိုက်တယ်ရှိရှိတယ်ဟုတ်တယ်6လ9လအဲ့လိုက် ဒီစစ်တွေကိုလုံးလို့အစားပြီးအစားလိုက်ကြစားလိုက်ရောဟဲ့စစ်တွေရောက်သွားတယ်လို့ပဲအဲ့လိုမျိုးပြောကြတယ်ဒီစစ်တွေရကြတော့လေအာဒီမုန်းကြီးကိုစားမှာအမောလေးမုန်းကြီးကိုစားလိုက်မှာငါမုန်းကြီးစားရတယ်လို့ပဲမုန်းကြီးစစ်စားရတယ်လို့ပဲအဲ့လိုမျိုးပြောအားရရင်မှာပြီးပြီပေါ့ဟာဒီကြမ်းပတ်ဆိုင်ရောက်မှာတော့အားနာတယ်သူအဲ့လိုပြောလိုက်တော့လေအဲ့လိုမျိုးဆန်လိုက်ဆန်လိုက်တော့ဟုတ်အော်တတိယဖလိုဝါလေးကြောင်ရောင်းကိုရောက်ရင်တတိယတန်လန်းကဝင်လာရင်ညာဖက်ချိုးရင်ဟိုကကြောက်ကတဲ့လန်းကြောင်ရောင်းတယ်ကြောက်ကတဲ့လန်းကြောက်ကတဲ့လန်းတွေရောက်ရင် ဟိုဘေဖက်ချန်ကဟိုစိတ္တဒုက္ခလမ်းကြီးဝင်လာရတယ်။ဟယ်လိုမကျက်ဆိုင်ရဲ့ဟိုကလမ်းရံလေးလေးရှိရပေါ့နော်။ဟယ်လိုမကျက်ဆိုင်ရဲ့နည်းနည်းဝင်လာနေဆိုရင်ဒီမောင်ဆိုင်ရောက်ဆုံးတော့အကောကဈေးနဲ့ပတ်ရဲ့မိုးလိုက်မိပြီဆိုတဲ့နယ်လေးကို ့ချိန်အထိပေါ့နော်ဟိုရက်တင်နိုင်ရတာကဟိုကိုရှေ့ရတဲ့ customer တွေကြောင့်လည်းပါသလိုကိုရဲ့ဟိုဒီကိုရဲ့ကျိုးစားအားထုတ်မှုဒီရှင်ချိရက်တင်နိုင်အောင်ကိုကလည်းဒီ quality ကိုထိန်းသိမ်းထားရဲပါသလိုကိုရှေ့ရတဲ့ customer တွေအကြောင်းလည်းဒီရှင်ချိမော်လိုင်းမှုဆိုတဲ့နာမည်လေးကိုထိန်းသိမ်းနိုင်တာပေါ့နော်အဲကြောင့်အမေကျေးဇူးတင်ပါတယ်လို့ဟုတ်